ဟယ်လိုအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နည်းနည်းလေးကြာသွားတယ်ပေါ့နော်ဗီဒီယိုကဒီတစ်ခေါက်ကကျွန်တော်နည်းနည်းနေမကောင်းဖြစ်နေလို့ကျွန်တော်ရဲ့အစာရင်ယောဂါဟောင်းကြီးကနည်းနည်းပြန်ထနေရတဲ့ဟိုအိတ်ချိန်စားချိန်မှာနည်းနည်းပြန်ကြိုးစားနေရတဲ့ကြာသွားတာပေါ့နော်ဟိုအပိုင်းတို့ဗီဒီယိုလေးတွေပဲတင်ပြတင်ပြမှာပေါ့ဟို short short ဗီဒီယိုလေး clip လေးပေါ့နော်2မိနစ်3မိနစ်စာလေးကျွန်တော်ပြောပြတာလေးပေါ့နော်အဲ့ဒါလေးပို့ပြီးတော့ဟို ကောင်းမှထင်တယ်ဒီတပတ်ပြောပြမယ် creature အကြောင်းอ่ะအဲတော်တော်များများလည်းသိတယ်မယ် game ဆိုတဲ့လူကျွန်တော်တို့ game ထဲမှာပါတဲ့ creature တော်တော်များများရွေးပြီးပြောတာများတယ်အဲအကြောင်းမလို့ game ဆိုတဲ့လူတွေသိလိမ့်မယ်ဆိုကျွန်တော်ပြောလို့ရှိရဲ့အဲ siren ဆိုတဲ့အကောင်လေးအကြောင်းပေါ့သူတို့အဲဟိုဘယ်လိုပြောမလဲကျွန်တော်တို့ historical notes မှာမှတ်မှတ်တမ်းမှတ်ရမှာတင်ထားတာပုံစံတစ်မျိုးအဲ လိုပြောမလဲကျွန်တော်တို့ရုပ်ရှင်တွေ game တွေမှာပေါ်ပြတဲ့ပုံစံတစ်မျိုးစီပေါ့နော်၃၄မျိုးလောက်တော့ဟိုဟိုကွဲပြားတယ်ပေါ့နော်ဒီဒီ siren ဆိုတဲ့ creature တွေอ่ะအာကျွန်တော်တို့ game တွေရုပ်ရှင်မှာပါတဲ့ပုံစံကိုကျွန်တော်အရင်ဆုံးပြောပြရအောင်အရင်ဆုံးပြောကြည့်ရအောင်ဆိုတော့ Okay uh movie တွေအကြောင်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အထင်ရှားဆုံးဖြစ်တဲ့ Pirates of the Caribbean ရဲ့ အဲပါလေကျွန်တော်တို့ဟိုမှာဟိုမှာပါတယ် on strangers type မှာလာမသိဘူးပါတယ် yeah ဟုတ်တယ်ပြီးရင်အဲ siren ဆိုတဲ့ကားလည်းရှိသေးတယ်ပြီးရင် the cold skin ဆိုတဲ့ကားဆောင်းမိုက်တယ်အဲ့ကကြည့်ကြည့်အဲ့ကားမှာ siren ကိုသူတို့ကအဲ့လိုဟိုဘဟတ်တွေနဲ့ရေတူမပုံစံ memory dia တော့မဟုတ်ဘူးဗျာနည်းနည်းလေးဟိုဘယ်လိုပြောမလဲ alien sense နဲ့ဗျာ ဲ့လို alien ပုံစံပုံစံမျိုးကြီးဖော်ပြထားတာမိုက်တယ်ဗျာအဲ့လို make maker effect တွေရော vf ဟို vfx တွေရောတော်မိုက်တယ် cinematography effect တွေလည်းတော်မိုက်တယ်ဒီကားလေးကြီ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 းပေါ့နော်မကြည့်ရသေးရင် close skin ဆိုရကနည်းနည်းတော့ a တယ်ပေါ့နော်ကားဒါပေမဲ့ကျွန်တော်အဲ့လိုကားမျိုးတွေတော်တော်တော်ကြိုက်တယ်ဟို siren ဆိုတဲ့တတဝါတွေကလည်း dark fantasy စံနေဗျာသူတို့ရဲ့မူရင်းက greek ကလာတာကျွန်တော်တို့ခင်ဗျားတို့ home မသိလိမ့်မယ် home မမသိရင်ကျွန်တော်တို့ odysseus ကိုတော့သိပါလိမ့်မယ် train ကနေပြီးတော့ Odysseus ကအဲ Ithaca ကို Ithaca ကိုသွားတဲ့လမ်းမှာ Mediterranean ကို sea ကိုဖြတ်တဲ့အချိန်မှာ Mediterranean ပင်လယ်ကိုဖြတ်တဲ့အချိန်မှာ Siren နေနဲ့ကြုံတွေ့ခဲ့တယ်ဆိုရယ် home မှာမတန်းရှိတယ်အဲ Odysseus ကညံကောင်းတာလားဒါမှမဟုတ်ရင်ဟိုမှတ်တမ်းထဲမှာရေးထားသလိုနတ်ဖျားမှာ Cersei ကကြိုတင်ပြီးတော့ဒီ Siren ဆိုရယ်တတ္တဝါအကြောင်းမှားလိုက်လို့ပဲလား ဖြတ်ကျော်နိုင်ခဲ့တယ်ပေါ့နော်ဒီ siren ဆိုတဲ့တတ္တဝါတွေကမကောင်းဆိုးရလို့ပဲပြောမလားမသိဘူးအဲသူတို့ရဲ့မူရင်းမှာဖော်ပြတာကငှက်ခန္ဓာကိုယ်နဲ့မိမအဲ့လိုလူလူလူငှက်တစ်ပိုင်းလူတစ်ပိုင်းပေါ့ hybrid creature အဲ့ပုံစံရှိကြတယ်ပေါ့နော်တင်မောသားတွေကို hallucinate ဖြစ်အောင်လုပ်ပြီးတော့သူတို့ရဲ့အတန်းချိုချိုလေးနဲ့ဆွဲဆောင်ပြီးတော့ hallucinate ဖြစ်အောင်လုပ်တယ်လုပ်ပြီးတော့ဟိုတင်မောတွေကိုဟိုကြောက်ဆောင်နေတဲ့တိုက်မြင်အောင်လုပ်တာတို့ ကိုကိုတက်သေးပြီးတက်သေးပြီးရေရေထဲခုန်ချမရအောင်လုပ်တာတို့လုပ်တယ်ဆိုပြီးတော့နာမည်ကြီးနေရပေါ့နော်အဲ့ဒီအချိန်မှာအဲ့ဒါကို Odyssey ကရအောင်ဖြတ်သွားပြီးတော့အဲသူကြော်ဖြတ်နိုင်ခဲ့တယ်။သူကတော့ဘလို့ကြော်ဖြတ်ခဲ့လဲဆိုတော့သူဒီ Siren တွေရှိရဲ့နေမျိုးရောက်တဲ့အချိန်မှာသူတင်မောသားတွေဟိုနားကိုပြားပြောင်းနေနေဆိုထားဖို့ဒီအတန်တွေကိုနားမထောင်ဖို့လေကိုပဲဆက်လို့မာခဲ့တယ်။ဒါမဲ့သူကိုယ်တိုင်ကတော့ခေါင်းမာပြီးတော့သူ့ကိုတင်မောရွက်တိုင်မှာခြိရွက်တိုင်ခုမှာခြိထားပြီးတော့ siren ရဲ့အတန်ကို तू ကပြားဖျောင်းမဆို့ဝဲနဲ့နားထောင်ခဲ့တယ်ဒါပေမဲ့ तू ကလည်းဖြတ်ကျော်ခဲ့တယ် तू ကတော့ဒီမှတ်တမ်းလေးတွေမှာတော့အရင်တာယာနာပြောပွဲကောင်းတယ်ပေါ့နော်တချင်းစုံစံလေး तू မြင်လဲမြင်တွေ့ခဲ့ရတယ်ဆိုပြီးတော့ဒီလူတစ်ပိုင်းငါတစ်ပိုင်းနဲ့မိန်းမတွေရဲ့လို့ဒီမျက်နှာဦးမှာမိန်းမမျက်နှာဦးမှာအရင်ချောမောလာပါတယ်ဆိုပြီးတော့လို့မူခွဲတယ်ဗျာတလားလို့ဟိုဟုံမိုင်းမှတ်တမ်းကတော့ ဆိုတော့နှစ်တွေအများကြီးကြာသွားပြီဆိုတော့ဒါတော့မကြခင်မှာလဲ Christopher Nolan ရိုက်မယ် Odysseus ကထွက်လာတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ Siren သူတို့ပေါ်ပြတဲ့ Siren ကိုမြင်တွေ့ရတော့မှာပေါ့နော်အဲ game တွေထဲမှာဟို God of War ထဲမှာပထမဦးဆုံး God of War PS2 မှာထွက်တဲ့ထဲမှာကျွန်တော်တို့တဲကန်နာရာကိုဖြတ်တဲ့ဟိုဘာဆိုဖြေရတယ်အဲ့အချိန်မှာအတန်နောက်ကိုလိုက်ရတာလဲ Siren တွေပဲပေါ့နော်အဲ့ creature တွေ yeah ပြီးရင်ဟိုနောက်ပိုင်းမှာ Siren တွေက ရေသူမတပိုင်လူတပိုင်ပြီးတော့ပါဇက်တွေကပရညာ၅လို့တွားတွေအများကြီးပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုမကောင်းဆိုးဆန် demonic အဲဟိုရုပ်လက္ခဏာ characteristic တွေထည့်ပြီးတော့အဲ့လိုဆွဲကြတယ်ပေါ့နော်ပြောရရင်တော့အဲ့လိုဟို romance ရင်း romance ဆွဲခြင်း romance ဖြစ်သွားမှာပဲလူနဲ့ဒီ serial နဲ့ romance ဆက်လန်းရင်း romance ဟိုချစ်စရာကောင်းတဲ့တတဝါဖြစ်သွားမှာပဲ dark fantasy ရင် dark fantasy horror fiction နဲ့ရုပ်တင်ထွက်လာမှာပဲဗျာဒါကိုယ့်ရဲ့ imagination ပေါ်မူတည်ပေါ့နော်မြန်မာမှာလည်းအဲ့လိုရေသူမဒဏ္ဍာရီရှိတယ်သူတို့ဒါကတော့ siren ပေါ့နော် siren တွေကမူရင်းမှာတော့ငှက်သမိုင်းလူပိုင်းနေနဲ့ပေါ်ပြကြပြီမဲ့နောက်ပိုင်းနေမှာ siren တွေကိုအဲ့လိုဒီ siren ဆိုရဲဒီခေါင်းစဉ်ကိုပဲ title ကိုပဲယူသုံးပြီးတော့ဟိုတခြားအဲ့လို creature တွေအများကြီးထွင်ကြတယ်ပေါ့နော်အဲ siren ခေါင်းစဉ်အောက်ကနေအဲ့လိုရေသူမဆန်ဆန်ပဲဒါမဲ့ ဟိုရေဘူးရအားဖြင့်တော့ကျွန်တော်တို့ဟိုဟို theory အပိုင်းအားဖြင့်တော့ဆွဲကြရတော့အဲ့လိုလူတစ်ပိုင်းငှက်တစ်ပိုင်းလူတစ်ပိုင်းရေသူမတစ်ပိုင်းများသောအားဖြင့်တော့ကျွန်တော်တို့အဲ့လိုရေသူမတစ်ပိုင်းလူတစ်ပိုင်း ပုံစံမျိုးဆွဲပြီးတော့အဲ့လိုတည့်ရမလားလက်သေးဂျွန်နေနဲ့ပြီးရင်ဟိုဝါရီနဲ့ကျွန်တော်တို့သွားဂျွန်နေနဲ့လူလူသားစားတယ်အဲ့လို carnivore ဆိုတဲ့ပုံစံမျိုးပေါ်ပြကြတယ်ဒါကတော့ကျွန်တော်ပြောသလိုပဲခုနက ကို imagination နဲ့စိုင်းနေပေါ့เนาะကို illustrate လုပ်ချင်တဲ့ဟို January ပွဲပေါ့လူရိမ့်ပြီးတော့ပဲဒီဒီ mythical creature တွေထွက်လာတာဟိုဘာဖြစ်လို့လဲဆိုတော့ယနေ့ချိန်ဒီလဲတန်တားကြီးဖြစ်ရှိနေတော့မယ်ဒီကောင်လေးကဟိုတင်မောသားကြီးတခါတလေပင်လဲပင်မပင်လဲအော်တန်ကြားတာတွေကို siren လို့မှတ်ပြီးတော့အဲ့လိုပြန်ရေးကြတာရှိတယ်ပေါ့เนาะဘသူမှလဲ siren ကို မျက်မြင်ဒိတ်တာမြင်ခဲ့တဲ့မှတ်တမ်းတင်နိုင်ခဲ့တဲ့ farm food တွေလည်းမရှိသေးဘူးယနေ့ချိန်ထိအဲ့တော့ဟိုစိတ်ကူးရင်အနေနဲ့ပဲရှိနေဇက်ကောင်လေးဇက်စိတ်ကူးရင် character အနေနဲ့ပဲ creature အနေနဲ့ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဘလို့ပုံဖုံပုံဖော်လို့ရတယ်ဒါပေမဲ့ဟို theory ရတော့ကျွန်တော်ခုနပြောသလို hybrid have အဲဘလို့ပြောမလဲ hybrid creature တွေဖြစ်တယ်အဲလူလူသားစားတဲ့လူတွေကိုအဲ့လိုတတ်တော်ကလူတွေပေါ့နော်လူတွေကိုလဲပြားပြီးတော့အဲ့လိုပင်လယ်တွေကိုဆွဲခေါ်သွားတယ်ပေါ့နော် ဲ့လိုမျိုးဌာနာကြီးတွေရှိကြတယ်ဗောနော်ဒါတော့ခုယနေ့ချိန်ကြီးတော့ medical creature တွေကတော့အများကြီးအများကြီးအများကြီးဌာနာကြီးရှိနေသေးပဲဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲနောက်တစ်ခေါက်မှလည်းကျွန်တော်ဘာအကြောင်းပြောမလဲဆိုတော့ကျွန်တော်ရဲ့ YouTube channel လေးကို follow လုပ်ပေးထားပါအောင်လို့နောက်မှတွေ့ပါမယ်